နောက်ထပ်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီအထိနာနေရလို့သတင်းရင်းမြစ်တွေကပြောပါရယ်စစ်ကောင်စီကတော့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါရယ်ထပ်အောင်သတင်းပေးပို့ထားပါရယ်ရှင်စစ်ကောင်စီကနောင်ချိုကိုပြန်ဖို့စူးစမ်းနေတာကြောင့်တပ်ဖွဲ့ကဆက်ပြီးပြင်ထန်နေပါတယ်။စစ်ကောင်စီစစ်ကြောင်းတွေရဲ့ထိုးစစ်ဟာနောင်ချိုမြို့နယ်ဆယ်မိုင်ဝန်းကျင်အကွာလောက်ကိုရောက်လာခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ဒေါ်လိုင်းအင်အားစုတွေဘက်ကတံပြန်ထိုးစစ်ဆင်နေတဲ့အခြေအနေလို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ ကန်ကြီးဘက်မှာဖြစ်တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအထင်အနေရဲလို့မြေပြင်သတင်းရင်းမြစ်တို့ကပြောပါတယ်။သတင်းရင်းမြစ်ပြောတာကိုဒီဘီကနောက်ခံတန်ထက်ဖတ်ထားပါတယ်။ထိုးစစ်လို့ပြောရင်လည်းပြောလို့ရပါတယ်။ဒီမှာကတက်လိုက်ဆုတ်လိုက်အနေထားဆိုတော့အခုကကျွန်တော်တို့ဘက်ကပြန်ထိုးတဲ့သဘောပါ။မနေ့ကတိုက်ပွဲမှာတော့စစ်ကောင်စီဘက်ကအတော်ထိနာတယ်။စကန်းဆိုးရတဲ့ကိစ္စကတော့ဘယ်ဟာကိုပြောရလဲကျွန်တော်တို့မသိဘူး။ကြားမိဘူးဇွန်လ24ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာတော့စစ်ကောင်စီဘက်ကအထိခိုက်များတယ်လို့စီရန်ဘူကြီးစင်ရောကလည်းပြောပါတယ် ။ဒါကြောင့်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေကိုစတိုက်လှုပ်ဆောင်နေတာလို့လဲဆိုပါတယ်။ကံကြီးရဲ့နောင်တော်ရဲ့ဘက်မှာစစ်ကောင်စီဒီနေ့တော်တော်လေးအထိနာတယ်။အဲရေတွက်တော့ခမန်းနေရာတော့မရှိသေးတယ်။ PNL တွေလည်းနောက်ထပ်ထပ်ပြီးတော့တရားပြည့်ဖွဲ့တွေထပ်ပြီးတော့ဖြည့်လာပြီ။ပြန်ပြီးတိုက်စစ်ဆင်မဲ့အနေထားမျိုးရောက်လာပြီဆိုတော့ကျွန်တော်တို့ကတော့ပြတ်စားပါတယ်။ဘာလို့လဲဆိုတော့နောင်ချိုမှာတော်တော်အထိနာလို့ဒီနေ့ကြောင်မဲကိုအခု9နာရီမ နေရာလဲဆိုတော့ကျွန်တော်တို့ဘေးတွေတော့မရှိသေးတယ်ဒါပြင်စစ်ကောင်စီဘက်ကနောင်ချိုပြန်ဖို့ဆက်လက်ကြိုးစားနေပြီးစစ်ကြောင်းတစ်ကြောင်းနဲ့အင်ဝိုင်းဘက်ကနေလည်းထိုးစစ်ဆင်မှုပြင်ဆင်နေတယ်လို့စီရင်ဘိုးကြီးကိုစင်ရောကပြောပါတယ်အဲ့ဒီစစ်ကြောင်းမှာအင်အားဘလောက်ပါလဲဆိုတာကိုတော့စုံစမ်းနေစေပဲလို့ဆိုပါတယ်နောင်ချိုမြို့နယ်အတွင်းကတိုက်ပွဲတွေကြောင့်ဒေသခံထောင်နဲ့ချီပြီးလဲစပေးတင်းရှောင်နေကြပါတယ်နောင်ချိုမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လထဲမှာ TNL ဘက်ကတင်ပိုက်ထားတာပါဒီဟုတ်ကြဝင်တဲ့ကိုမင်းဆွေးနွေးပွဲမှာတော့စစ်ကောင်စီဘက်က သူတို့ဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်တောင်းခဲ့ပေမဲ့ TNL လိပ်ဘက်ကတော့လက်မခံခဲ့ပါဘူး။အဲဒီနောက်နောက်ချိုကိုစစ်ကောင်စီကစတင်ထိုးစစ်ဆင်နေတာဖြစ်ပြီးလက်ရှိအချိန်ဒီလေတိုက်ပွဲကဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။ကျွန်တော်ထပ်အောင်ပါ